ဗုဒ္ဓခရာကိုဗုဒ္ဓဘာသာတွေလက်ထဲပြန်အပ်ဖို့2025ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းနဲ့ယခုမတ်လမှာအိန္ဒိယဗုဒ္ဓဘာသာနဲ့နိုင်ငံတကာဗုဒ္ဓဘာသာတွေဟာဆန္ဒပြပွဲတွေပြုလုပ်လာကြတယ်ဗုဒ္ဓခရာကိုဗုဒ္ဓဘာသာတွေမပိုင်တော့တာတော့ကြာပါပြီပိုင်ဖို့အများကြီးလဲလုပ်ခဲ့ပြီးပါပြီမြန်မာတွေရော လုပ်ခဲ့ကြပါတယ်ဒီအကြောင်းတွေကို1954ခုစတ္တသင်္ဂဟနာခေတ် တန်ဃာနာဆောင်းပါးတချို့နဲ့တခြားအင်္ဂလိပ်ဆောင်းပါးတချို့တကကောက်နှုတ်ပြီးတော့လေ့လာတင်ပြပါမယ်အေဒီ73ရာစုတူတကီကျူးကျော်သူတွေအိန္ဒိယကို တိုက်ခိုက်ပြီးကြတဲ့ကဗုဒ္ဓခရယောဗုဒ္ဓဘာသာတွေလက်လွတ်ခဲ့ရပါတယ်ဆက်ရောက်ရသူကုံကာနီ1569ခုနှစ်ကစပြီးတော့မဟန်ကမ္မန္တိဂီရီလို့ခေါ်တဲ့ဟိန္ဒူဘုန်းကြီးတွေဟာဗုဒ္ဓခရယောကိုပိုင်ဆိုင်သွားခဲ့ကြတယ် ုရကရာမဟာဗောဓိနဲ့တဝိုက်ကို သူတို့ကစောဘွားတူးလို့ပဲအစဉ်အဆက်ပိုင်ဆိုင်ခဲ့ကြတာဒါပေမဲ့လို့19ရာစုမှာပေါ့တလိုက်တော့အေရှစာအုပ်ရေးတဲ့နာမည်ကျော်စာရေးဆရာစာအက်ထရင် အာနိုဟာဒီနေရာကိုဗုဒ္ဓဘာသာတွေပိုင်ဆိုင်သင်ကြောင်းနဲ့ပတ်သက်ပြီးတော့ဟိန္ဒူဘုန်းကြီးတွေကိုမေးခွန်းတွေမေးခဲ့ဘူးတယ်ဒီ19ရာစုအစုံပိုင်း 1890ခုနှစ်မှာပဲသတိလင်္ကာနိုင်ငံသားအနာဂါရိကဓမ္မပါဠဟာမဟာဗောဓိ society ဆိုတဲ့အသင်းကြီးကိုတည်ထောင်ပြီးတော့မဟာဗောဓိမြေဒသိဒရေသရောက်အောင်ကြိုးစားခဲ့တယ်။သို့တော်မဟာဗောဓိမြေတစ်ခုလုံးကိုဗုဒ္ဓဘာသာလို့ရောက်အောင်တော့သူမလုပ်နိုင်ခဲ့ဘူး။သူတို့တင်မကပါဘူးမြန်မာနိုင်ငံကလည်းပဲအစဉ်ဆက်တောင်းဆိုခဲ့ကြတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။မြန်မာတို့ကအိန္ဒိယဝန်ကြီးချုပ်အထိတောင်းဆိုခဲ့ကြဘူးပါလား။ တကြီးမြို့နယ်ဖူးကြီးသားသရိုးမှာတရေစီသူဦးဝင်းဆိုတာရှိပါတယ်။သူက1948ခုနှစ်ဖာစာပါလာအဖွဲ့ချုပ်ရဲ့ဖျားပုံမြို့နယ်တောင်ပိုင်းမဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ဦးဝင်း1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရပြီးတဲ့နောက်မှာအိန္ဒိယတန်မတ်ဖြစ်လာခဲ့တယ်။တန်မတ်ကြီးအဖြစ်အမှုထမ်းစဉ်မှာမဟာဗုဒ္ဓမြင်းနဲ့အဆောက်အဦတွေကိုဟိန္ဒူဘုန်းတော်ကြီးမဟန်လက်ကနေပြီးတော့ဘုရားဘာသာတွေကို လွှဲအပ်ပေးဖို့ဆိုပြီးတော့အိန္ဒိယဝန်ကြီးချုပ်နေရုထံမှာအရေးဆိုခဲ့တယ်။ဥဝင်မြန်မာနိုင်ငံကိုပြန်လာပြီးတော့သာသနာရေးနဲ့ရည်ချင်းမှုဝန်ကြီးအဖြစ်တာဝန်ယူနေတဲ့1953ခုနှစ်မှာတော့သူတောင်းဆိုခဲ့တဲ့အကျိုးကိုဘုရားဘာသာတွေခန်းစားလာခဲ့ရတယ်။အဲ့ဒီအကြောင်းကိုရေးထားတာကအေဘီလာ15ရက်နေ့မှာစရွေ၃နှစ်အတွင်းအိန္ဒိယပြည်ရှိဘောရဂယာဖျားကျောင်းဝတ္တကမြေနဲ့ ဗုဒ္ဓဘာသာနဲ့ဆက်လျင်သောအဆောက်အဦများကိုအုပ်ချုပ်ထိန်းသိမ်းရေးအတွက်ဘီဟာအစိုးရက၉ဦးကော်မတီတစ်ခုဖွဲ့၍ခန့်အပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းမြတ်စွာဘုရားသခင်ပြိဋိဘံဆန်တော်မူခဲ့သောနေ့၌ထိုအုပ်ချုပ်ရေးကော်မတီအသစ်ကဗုဒ္ဓဘာသာအုပ်ချုပ်မှုတာဝန်လွှဲပြောင်းယူရေးအခမ်းအနားကိုကျင်းပမည်ဖြစ်ရာအခမ်းအနားသဘာဝတိအဖြစ်ဖြင့်ဝန်ကြီးချုပ်နေရုကဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းဆိုပြီးတော့1935ခုနေုံလ တန်ဃာယနာစဆောင်းပါစောင်းပါရှင်မာကကရေးခဲ့ပါတယ်အဲ့ဒီလွယ်ပြောင်းပွဲကိုတက်ရောက်ခဲ့တဲ့စီသူဦးဆန်ညွန့်ရဲ့အစီရင်ခံစာအရပေါ့ဘောရကရလွှဲအပ်ပွဲကိုပြိတ္တာပေါင်း2000ခန့်တက်ရောက်ခဲ့တယ်တဲ့မာဘောရီစီမံအုပ်ချုပ်မှုကော်မတီဆိုတာဘီယာပြည်နယ်ဥပဒေအဖွဲ့ကပြဋ္ဌာန်းထားတဲ့1949ခုနှစ်ဘောရကရစီရီတော်အဲ့ဥပဒေအရာ ခန့်အပ်ထားတဲ့အဖွဲ့ပါပဲစရီတော်အစောက်ဦးများနဲ့မဟာဗုဒ္ဓပင်ကို ကော်မတီတို့အနှင်းနဲ့ဒီပွဲကိုမြန်မာနိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှ တရားရေးဌာနအတွင်းဝန်ဟောင်းစီတူဦးဆန်ညွန့်နဲ့ရှက်တင်ဦးပါတင်းတို့ကိုကိုစလဲအဖြစ်ဆေလုပ်ခဲ့တာကိုစလဲများရေးခဲ့တဲ့အစီရင်ခံစာအရသူတို့က26ရက်5လ1953ခုနှစ်နန်းနဲ့မှာကလကရာမဟာဗောဓိ အသင်းကြီးကိုရောက်သွားတယ်။အသင်းရဲ့အတွင်မူမစ္စတာဝါလီစိန်ဟနဲ့တီယိုဘုန်းတော်ကြီးစိနာယတနာတို့ကိုတွေ့ဆုံခဲ့ကြတယ်။ဝန်ကြီးဦးဝင်းအိန္ဒိယတန်အမအဖြစ်ထမ်းဆောင်စဉ်က ဝန်ကြီးချုပ်နေရုထံမှာသွားရောက်အရေးဆိုစဉ်ရိုက်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကိုလည်းပဲစိနာယတနာထံကနေပြီးတော့ရယူခဲ့တယ်။တကယ်တော့မစ္စတာဝါလီစိန်ဟဟာ1949ခုဗုဒ္ဓဂယာဇေဒီတော်အပ်ဥပဒေအရာ ခန့်အပ်ခြင်းခံထားရတဲ့ဗုဒ္ဓဘာသာလူကြီးတဦးဖြစ်ပါတယ်။အဲဥပဒေပါအကြောင်းအရာတွေကို မစ္စတာဝါလီဆိုင်ရောက်ကိုစုံစမ်းမေးမြန်းကြည့်တော့သူပြောပြတာကစီမံအုပ်ချုပ်မှု ကော်မတီအဖွဲ့မှာဟိန္ဒူကိုယ်စားလှယ်၄ဦးဗုဒ္ဓဘာသာ ကိုယ်စားလှယ်၄ဦးနဲ့ဂယာခရိုင်ဝန်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကော်မတီလူကြီးများမှအိန္ဒိယနိုင်ငံသားများသာဖြစ်ရမည်။သို့သောအကြံပေးအတိုင်းအမြန်ခံ အဖွဲ့တစ်ခုရှိရမည်။ ၎င်းအဖွဲ့တွင်နိုင်ငံခြားဗုဒ္ဓဘာသာကိုယ်စားလှယ်များလည်းပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိကြောင်းကိုဝါလီစင်ရကပြောပြခဲ့ပါတယ်။26ရက်5လ1953ခုနှစ်ညနေ9နာရီခွဲမှာမဟာဗောဓိမြေပြောင်းလွှဲရေးအခမ်းအနားကိုကျင်းပခဲ့ကြတယ်။အခမ်းအနားကိုတက်ရောက်ဖို့ဘီယာဘရင်ခန်မစ္စတာဒွာရကနဲ့အိန္ဒိယဝန်ကြီးချုပ်တို့ရောက်လာကြပြီးတဲ့နောက်မှာအခမ်းအနားကို စတင်ခဲ့ကြတယ်။ အခမ်းအနားမှာမြန်မာပြည်ကိုစားတန်အမတ်ကြီးဦးကျင်ကဥဆောင်ပြီးတော့ပြောခဲ့တယ်ပြီးတော့ဒီအထိတ်အမှတ်အဖြစ်ဖြင့်လည်းပဲအလှငွေရှက်လက်မှတ်တွေကိုဒီအဖွဲ့အစည်းကိုလှူဒန်းခဲ့ပါတယ်အဲ့ဒီနောက်စီသူဦးဆိုင်ရုံးကအနည်းငယ်ပြောပြီးတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗုဒ္ဓသာသနာ အဖွဲ့ရဲ့တုံလွာကိုလည်းဖတ်ကြားခဲ့ပါတယ်ဒီအကြောင်းတွေကိုစီသူဦးဆိုင်ရုံးကိုယ်တိုင်1315ခုနှစ်ဝါဆိုလထုတ် တန်ခါနာစာဆောင်မှာရေးသားဖော်ပြခဲ့ပါတယ်။အဲဒီကလေးကမပြောင်းမလဲတည်ရှိနေတဲ့ဒီဗုဒ္ဓဂယာမဟာဗောဓိမြေအိုရှိုရေးဟာအိုရှိုရေးစတင်ဒီကစပြီးတော့82နှစ်ကြာပြီးတဲ့နောက်ယခု2025မှာတော့ဗုဒ္ဓဘာသာတွေလုံးဝရရှိဖို့ရန်အတွက်အိန္ဒိယဗုဒ္ဓဘာသာနဲ့နိုင်ငံတကာဗုဒ္ဓဘာသာတွေဟာထပ်မံတောင်းဆိုလာကြပါပြီ။ထပ်မံတောင်းဆိုခြင်း ဆန္ဒပြပွဲတွေကျင်းပလာကြပါပြီ။ဘာတွေဖြစ်မလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။